2025ခုနှစ်ဇန်နဝါရီလကနေစက်တဘာလအထိတိုင်းဒေသကြီးပြည်နယ်တွေနဲ့ရန်ကုန်မန္တလေးအမြန်လမ်းမကြီးတွေမှာရေတိုက်မှုစုစုပေါင်း2390မှုဖြစ်ပွားခဲ့ပြီး1228ဦးသေဆုံးက3368ဦးထဏ်ရာရရှိခဲ့တယ်လို့ ကုန်းလန်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရဲ့ထုတ်ပြန်မှုအရသိရပါတယ်။ဒီကာလအတွင်းနေပြည်တော်မှာယင်တိုက်မှု80ဖြစ်ပွားခဲ့ပြီး68ဦးသေဆုံးက98ဦးဒဏ်ရာရရှိခဲ့ကြောင်းကချင်ပြည်နယ်မှာယင်တိုက်မှု36မှုသေဆုံးသူ32ဦးနဲ့ဒဏ်ရာရရှိသူ26ဦးရှိခဲ့ကြောင်းကရင်ပြည်နယ်မှာရင်တိုက်မှု33မှုဖြစ်ပွားပြီးတေဆုံးသူ24ဦးနဲ့ဒဏ်ရာရရှိသူ32ဦးရှိကြောင်းစကိုင်းတိုင်းဒေသကြီးမှာရင်တိုက်မှု40တေဆုံးသူ25ဦးဒဏ်ရာရရှိသူ90တနင်္သာရီတိုင်းဒေသကြီးမှာရင်တိုက်မှု ်22ဦး၊သေဆုံးသူ32ဦးနဲ့ဒဏ်ရာရသူ86ဦးရှိခဲ့ပါတယ်။အလားတူဘကိုးတိုင်းဒေသကြီးမှာရှင်တိုင်းမှု328ဦး၊သေဆုံးသူ149ဦး၊ဒဏ်ရာရသူ454ဦး၊မကွေးတိုင်းဒေသကြီးမှာရှင်တိုင်းမှု68ဦး တေဆုံးသူ36ဦးနဲ့ဒဏ်ရာရရှိသူ169ဦးမန္တလေးတိုင်းဒေသကြီးမှာရေတိုက်မှု266မှုတေဆုံးသူ169ဦးနဲ့ဒဏ်ရာရရှိသူ325ဦးရှိခဲ့ပါတယ်။မော်ပြည်နယ်မှာရေတိုက်မှု186မှုတေဆုံးသူ66ဦးနဲ့ဒဏ်ရာရရှိသူ280ရခိုင်ပြည်နယ်မှာရင်တိုက်မှု6မှုတေဆုံးသူ4ဦးနဲ့ဒဏ်ရာရရှိသူ4ဦးရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးမှာရင်တိုင်းမှု966မှုတည်ဆုံးသူ269ဦးနဲ့ဒေရန်ရရှိသူ988ဦးရှိကြောင်းရှမ်းပြည်နယ်မှာရင်တိုင်းမှု212မှုတည်ဆုံးသူ159ဦးနဲ့ဒေရန်ရရှိသူ410ရှိကြောင်းအေရီတိုင်းဒေသကြီးမှာရင်တိုင်းမှု358မှုတည်ဆုံးသူ155ဦးနဲ့ဒေရန်ရရှိသူ982ဦးအမြန်လမ်းမှာရင်တိုင်းမှု136မှု သေဆုံးသူ44ဦးနဲ့ဒဏ်ရာရရှိသူ262ဦး၊ကယားပြည်နယ်မှာရင်တိုက်မှု3ခုသေဆုံးသူ1ဦး၊ဒဏ်ရာရရှိသူ2ဦး၊ချင်းပြည်နယ်မှာရင်တိုက်မှု1ခုသေဆုံးသူ1ဦးရှိခဲ့ပါတယ်။ဒီကာလတွေအတွင်းရန်ကုန်တိုင်းဒေသကြီးမှာရင်တိုက်မှုအများဆုံးဖြစ်ပွားပြီးလူသေဆုံးမှုလည်းအများဆုံးဖြစ်ခဲ့ပါတယ်။